င်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရေမာတတိကြီးကြီးအမျော်အမြင်ကြီးကြီးနဲ့ဆောင်ရွက်ဖို့တရုတ်သမ္မတရှီကျင်းပင်ကအကြက်ဖက်မင်းအွန်လိုင်းကိုတိုက်တွန်းလိုက်တယ်လို့တရုတ်နိုင်ငံသားကြီးပြောရေးဆိုခွင့်ရှိသူကသတင်းထုတ်ပြန်လာပြန်ပါတယ် ကိုတိုင်းအတွင်းနဲ့ထိဒေါ်လာရေးတက်တွေးဇက်တိုက်ထိုးပေါက်ဝင်ရောက်လာနေတဲ့အချိန်အကြံဖက်စကောက်စီတက်ကတာယာရီခရိုင်အတွင်းမှာရှိတဲ့မြို့နယ်တွေအားလုံးမှာလုံခြုံရေးအရာအမျိုးသားနှစ်ဦးတွဲပြီးဆိုင်ကယ်စီးနှင်းလာရင်ပြည့်ခတ်ပြင်မယ်ဆိုပြီးအတိအလင်းကြီးညာချက်ထုတ်လိုက် ပြန်တဲ့သတင်းပါဝင်ဒီအနေနဲ့ကိသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ မြန်မာနိုင်ငံရေးမှာတတိကြီးကြီးအမြော်အမြင်ကြီးကြီးနဲ့ဆောင်ရွက်ဖို့တရုတ်သမ္မတရှီကျင်းမင်ကအချမ်းပတ်မင်းအွန်လိုင်းကိုတိုက်တွန်းလိုက်တယ်လို့တရုတ်နိုင်ငံဂျာယီပြောရေးဆိုခွင့်ရှိသူကသတင်းထုတ်ပြန်လာပြန်ပါတယ်။ဒါကတော့ယမန်နေ့ကရုရှားနိုင်ငံမော်စကိုမြို့မှာအချမ်းပတ်မင်းအွန်လိုင်းဟာတရုတ်သမ္မတရှီကျင်းမင်နဲ့တွေ့ခွင့်ရခဲ့တဲ့အချိန်တရုတ်သမ္မတရှီကျင်းမင်ကအချမ်းပတ်မင်းအွန်လိုင်းကိုတိုက်တွန်းလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။အဓိကကတော့အဲ့ဒီတွေ့ဆုံမှုမှာတရုတ်သမ္မတကမင်းအွန်လိုင်းကို လက်ရှိမြန်မာနိုင်ငံရေးမှသတိကြီးကြီးအမျှော်မြင့်ကြီးကြီးနဲ့ဆောင်ရွက်ဖို့ပြောဆိုခဲ့ပြီးကျန်တာကတော့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထောက်ခံတဲ့အကြောင်းအပြင်ငလင်ဘေးကူညီမဲ့ကိစ္စရက်တွေမြန်မာနိုင်ငံနဲ့တင့်တင့်နဲ့တိုးတက်ရေးလမ်းကြောင်းကိုထောက်ပံ့ပေးမယ်ဆိုတဲ့ကိစ္စရက်တွေကိုပါထည့်သွင်းပြောဆိုခဲ့တယ်လို့ဒီလိုနိုင်ငံကြားရေးပြောရေးဆိုခွင့်ရှိသူကသတင်းထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာတော့အကြံဖတ် main online ဟာရုရှားနိုင်ငံကိုတွားရောက်ခဲ့တဲ့အဓိကရည်ရွယ်ချက်ထဲမှာတရုတ်သမ္မတနဲ့တွေ့ခွင့်ရဖို့ပါဝင်ခဲ့ပြီး ဒီဥသမရရှိချင်းမင်ကမဲအောင်လိုက်အာနာဘိန်းလိုက်ကတဲ့ကတွေ့ခွင့်မရပဲအခုအခါကျမှရုရှားနိုင်ငံရဲ့ကူညီမှုနဲ့တွေ့ခွင့်ရခဲ့တာဖြစ်တယ်လို့လည်းနေပြည်တော်စစ်တပ်တရင်ရင်းမင်ကပြောထားပါတယ်အဲ့ဒီနောက်အကြက်ဖက်မဲအောင်လိုက်ဟာဒီကနေ့မေလ10ရက်နေ့မှာပဲရုရှားနိုင်ငံကနေမြန်မာနိုင်ငံကိုမြန်မာစံတော်ချိန်ညနေပိုင်းမှာပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ပဲခူးတိုင်းအတွင်းတဲ့အထိတော်လိုင်းကြီးတက်တွေဇက်တိုက်ထိုးဖောက်ဝင်ရောက်လာနေတဲ့အချိန် အကြံဖတ်စစ်ကောင်စီတပ်ကဒိုင်အရီခဲအတွင်းမှာရှိတဲ့မြို့နယ်တွေအလုံးမှာလုံခြုံရေးအရအမျိုးသားနှစ်ဦးတွဲပြီးဆိုင်ကယ်စီးနှင်လာရင်ပြစ်ခတ်ပြစ်မယ်ဆိုပြီးအတိအလင်းကြေညာချက်ထုတ်လိုက်ပြန်တယ်လို့စစ်ကောင်စီလက်အောက်ခံထွေအုပ်တည်ရင်မြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒီကြေညာချက်ဟာမေလာချောင်းနေကစပြီးအကျုံးဝင်တယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်အဓိကကတော့ လက်ရှိပဲခူးတိုင်းမှာတော်လည်ရေးတက်တွေကစစ်တပ်စခန်းတွေကိုဒိမ့်ပိုက်လာတာတွေအပြင်တစ်ဖက်မှာလည်းအရခတ်တော်အေးနဲ့ PDF ပူပေါင်းတက်တွေဟာပဲခူးတိုင်းအတွင်းတဲထိထိုးဖောက်ဝင်ရောက်လာနေတာနဲ့တစ်ဖက်ကသာရီ KI ဒဲမှာဆိုရင်လည်းအချက်ဖက်စကောင်စီကအုပ်ချုပ်ရေးမှုတွေနဲ့စစ်တပ်တောက်တိုင်းတွေဇက်တိုက်ဆိုသလိုပြစ်ခတ်ရှင်းလင်းခံနေရတာတွေကြောင့်ပဲခူးတိုင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစိုးရိမ်ထိတ်လန့်မှုတွေရှိနေကြတယ်ဆိုပါတယ်အဲ့ဒီအတွက်ကြောင့်ပဲအခုလိုသာရီ KI ဒဲကမြို့နယ်တွေအားလုံးမှာ လုံခြုံရေးအရာအမျိုးသားနှစ်ဦးတွဲပြီးဆိုင်ကယ်စီးနေလာရင်သူတို့စစ်တပ်ဘက်ကပြစ်မိန်ပေးထားတဲ့အတွက်ပြစ်ခတ်ပြစ်မယ်ဆိုပြီးအတီအလင်းကြီးညာလာတဲ့အတီထိတ်လန့်နေကြတာဖြစ်တယ်လို့လဲစစ်ကောင်စီလက်အောက်ခံထွေအုပ်တည်င်းရေးမိကပြောထားပါလိမ့်ခင်ဗျာတဖက်မှာတော့ဒင်းတိုင်းတိုင်းပလောမြို့မှရစ်ကန်ကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တတ်ခတ်မှုအတွေ့စင်ကောင်စီဘက်ကဒုရဲအုပ်တအုပ်နဲ့ရဲတပ်သားတအုပ်ကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်6ဦးကဒဏ်ရာတွေရသွားပြီး တေသွားတဲ့ရေတတရဲ့မသားလောင်းစီကနေတနတ်တလက်နဲ့ခင်းရအချုပ်ကိုပါတိမ့်စီရရှိခဲ့တယ်လို့ဘိတ်ခိုင်အမတ်တတရင်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲပလောမျိုးနယ်တောင်ရခန်းကျေးရွာမှာရှိတဲ့ပလောမျိုးမှာရေစကန်ကိုတော်လိုင်းကြီးပူပေါင်းတက်တွေကဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွင်းပလောမျိုးမှာရေစကန်ရဲ့ဒုရဲအုပ်တအုပ်နဲ့ရေတတတအုပ်ဟာနေရမာရင်ပြစ်လဲပြီးပွဲချင်းမိတွေကိုတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်6ဦးကဒဏ်ရာတွေရသွားသလိုတေသွားတဲ့ရက်တတရဲ့မပါအလောင်းစီကနေ တနက်တလက်နဲ့ခရင်အချုပ်ကိုပါတော်လိုင်းရေးတက်တွေကတင်စီရရှိခဲ့တယ်လို့ဘိတ်ခိုင်မတ်တက်ရင်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတဖက်မှာလေတင်းတိုင်းတိုင်းဗိုလ်ပြင်းမြို့နယ်မှာအချက်ဖက်စကောင်စီတက်ရင်တန်းကိုတော်လိုင်းပူပေါင်းတက်တွေကကြဖြတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်ကစစ်ကားတစ်စီးဟာလမ်းဘေးမှာထိုးရက်သွားပြီးကားပေါ်မှာပါလာတဲ့တစ်ချက်တူကပွဲချင်းပြီးကိုတေသွားပြန်တဲ့အပြင်နောက်ထပ် စစ်သားအယောက်20ဝန်းကျင်ကဒဏ်ရာတွေရသွားတယ်လို့ ် KNL တရင်203တခွဲ၄ရတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ၈ရက်နေ့ကပဲဗိုလ်ပြင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်က Vigo ကား၅စီးပါတဲ့စစ်ရင်တန်းကိုတော်လိုင်းပူပေါင်းတပ်တွေကတရင်အတိအကျရတာနဲ့ဝါချောင်းကျေးရွာအနီးမှာအသင့်ဆောင်ပြီးဖြက်အားပြင်းမိုင်းတွေပါအုံပြုပြီးတော့ကြဖြတ်တိုက်ခိုက်ချင်မှုခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကကားစီးဟာလမ်းဘေးကိုထိုးရက်သွားပြီး ကောင်မပါလာတဲ့တက်ချက်တူကတော့ပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင်နောက်ထပ်စစ်သားအယောက်20ဝန်းကျင်လဲဒဏ်ရာတွေရသွားပြီတဲ့နောက်ပျက်စီးသွားတဲ့ကားကိုဒီအတိုင်းထားခဲ့ပြီးသူတို့ရဲ့စစ်သားမသားအလောက်နဲ့ဒဏ်ရာရတဲ့သူတွေကိုတခြားကားတွေပေါ်ဆွဲတင်ပြီးတော့ပြန်ဆုတ်သွားကြတယ်လို့ KNL တရင်203တက်ခွက်၄ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာလေစကိုင်းတိုင်းရာတော်မြို့နယ်ကအချမ်းဖက်စစ်ကောင်စီရဲ့ငွေဒွင်းစခန်းကနေမြို့ပေါ်ကိုရိတ်ခတ်တဲ့ဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကို ဒေါ်လိုင်းတက်တွေကလမ်းကနေအသင်ဆောင်ပြီးတိုက်ခိုက်ချေမုံရမှာစစ်ကောင်စီတပ်သားတအူးကတော့နေရာမှာတင်ပွဲချင်းပြီးကိုတည်သွားပြန်တဲ့အပြင်ပြူစောတိ6ဦးကပြင်းထန်ဒဏ်ရာတွေရသွားပြီးတဲ့နောက်စစ်ကူတွေပါအသေးအတန်လှမ်းခေါ်တဲ့အထိကြောက်လန့်သွားကြတယ်လို့ငွေဒွင်း Revolution Force ရဲ့တာဝန်ရှိသူတအူးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ10ရက်နေ့ကပဲအရာတော်မြို့နယ်ကအချက်ပစစ်ကောင်စီရဲ့ငွေဒွင်းစခန်းကနေမြို့ပေါ်ကိုရိတ်ခါတဲပို့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိတွေကို ဒေါ်လာရင်းတက်တွေကလမ်းကနေအတင်းဆောင်ပြီးတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားတအုပ်ဟာနေရာမှာတင်ပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင်နောက်ထပ်ပြူစော့တီ6ဦးကပြင်းထန်ဒဏ်ရာတွေရသွားပြီးတဲ့နောက်စစ်ကူတွေပါအသေးအံလှမ်းခေါ်တဲ့အထိကြောက်လန့်သွားကြတယ်လို့ငွေ Dream Revolution Force ရဲ့တာဝန်ရှိသူတအုပ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ ခရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာအချက်ဖက်စကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့်လှိုင်ခွဲကြေးရွာဆရာတော်ဥတုဇာတပြန်လုံတော်မူသွားခဲ့ရပြန်တယ်လို့လှိုင်ခွဲကြေးရွာသားတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲကော့ကရိတ်မြို့နယ်တောင်ကြားအင်းကြေးရွာအုပ်စုလှိုင်ခွဲကြေးရွာအတွင်မှာတော်လိုင်းရဲတပ်တွေရောက်နေတဲ့ဆိုပြီးအချက်ဖက်စကောင်စီတပ်သားတွေကလာပြီးတော့တနက်နေ့ရန်တမ်းပစ်ခတ်မှုတွေလုပ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုစကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် ။လှိုင်ခွေခြေရွာကျောင်းတိုက်ကျောင်းတိုင်ဆရာတော်ဥတုဇာတကိုတနက်ကြီးထိမှန်သွားပြီးဆရာတော်ကိုဆေးရုံအမြန်ပို့ပေးမယ်။ဒဏ်ရာကပြင်းထန်တဲ့အတွက်နောက်ဆုံးမှာဆရာတော်ကွယ်လွန်တော်မူသွားခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့လည်းကင်းဒရင်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ